တယောက်ယောက်ရဲ့တိုးတက်အောင်မြင်မှုကကိုယ့်ကိုမတိုးတက်အောင်မအောင်မြင်အောင်မလုပ်နိုင်ဘူးဒီတော့တခြားသူတွေတိုးတက်အောင်မြင်နေတယ်ဆိုရင်ပျော်လိုက်ပါမနာလိုတာတွေဖြစ်မနေပါနဲ့ကို့အတွက်ပူလောင်ပါတယ်တခါတလေမှာတချို့လူတွေဟာတခုခုရဖို့မျောလင့်ရင်းနဲ့သူတို့ကိုသူတို့နာကျင်အောင်လုပ်နေကြတယ်။ဘာကြောင့်လဲဆိုတော့ မျောလင့်ထားပြီးမဲ့မရတဲ့အခါမှာနာကျင်ကြလို့ပဲကျော်ကိုဘွားမှလည်းဘသူစီကမှဘာမှမျောလင့်မထားပါနဲ့အဲ့ဒါဆိုရင်ကိုမနာကျင်ရတော့ဘူးပေါ့လူတိုင်းမှာရှိတဲ့ပြဿနာ၄ခုရှိတယ်နံပါတ်၁ပြဿနာကတော့အတွေးလွန်တာနံပါတ်၂ပြဿနာကတော့အယုံကြည်လွန်တာနံပါတ်၃ပြဿနာကတော့မျှဝေတာတွေလွန်နေတာ ံပါတ်၄ပြဿနာကတော့အလွန်အကျွံချစ်တာပါကိုလိုဂျင်နာတွေက ကိုနဲ့မထိုက်တန်ဘူးလို့ကိုကိုကိုထင်အောင်လာလုပ်နေတဲ့သူတွေကိုဘဝတွေကနေထုတ်ပြပါသူတို့ ਨੇ အထူးထူးမနေပါနဲ့ဘာကြောင့်လဲဆိုတော့ကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တာတွေက ကိုနဲ့ထိုက်တန်လို့ပဲအပြက်စူးစမ်းမယ်ဆိုရင်တော့တေချာပေါက်ရမှာပေါ့ ကိုယ့်ရဲ့ဘဝကတက်တောင်းတက်တာရှိလွန်းလာရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေအားနည်းသွားလိမ့်မယ်အစ်စ်အမှန်တိုင်းနေပါအစ်စ်အမှန်တိုင်းနေရင်လူတွေရဲ့အချိန်တွေကိုယ့်ရဲ့အချိန်တွေကို ဖြုံးလိုက်ရမရောက်တော့ဘူးလိန်ညာနေမယ်ဆိုလို့ရှိရင်တော့တခြားသူတွေရဲ့အချိန်တွေကိုလည်းဖြုံးလိုက်ရရောက်လိမ့်မယ်ကိုယ့်ရဲ့အချိန်တွေကိုလည်းဖြုံးတီးရရောက်လိမ့်မယ် ကိုယ့်ရဲ့ဘဝအကြောင်းကိုဘယ်သူကမှ အသေးစိတ်ပြောပြမနေပါနဲ့ရှင်းပြမနေပါနဲ့။ဘာကြောင့်လဲဆိုတော့ကိုကအဲ့လိုရှင်းပြလိုက်ခြင်းအပြင်ကိုကိုဒုက္ခပေးနိုင်တဲ့အရာကို သူ့ရဲ့လက်ထဲမှာထည့်လိုက်သူဖြစ်သွားတယ်။ဒီတော့ကိုယ့်ရဲ့ဘဝကို privacy အနေနဲ့ထားပါဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိဆွေတွေအတွက်ဘဝအတွက် တမိုးရှိတဲ့ဆူမျက်သာဖြစ်ပါတယ်။ဆိုတော့ငွေရီနဲ့မိတ်ဆွေတွေဟာလည်းနေ့တနေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ကျွန်တော်ကတော့ကိုညင်လေးအောင်ပါခင်ဗျာ။